မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ KNB နဲ့ဖန်ခိုင်အတွင်းကိုဝင်းရောက်ကျူးကျော်တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့မော်ကွေးလူတပ်စခန်းကိုအပိသက်ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ16ရက်နေ့မနက်9:00ခွဲအချိန်ကမှဖအံခရိုင်တာကရဲပိုင်ကြုံမြို့နယ်အတွင်းဝင်းရောက်ကျူးကျော်တပ်ဆွဲထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ခလာရ24ကစစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့မော်ကွေးလူတပ်စခန်းကို KNU ဗဟိုက အပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီလို့သိရပါဗါဒ်၎င်းတိုက်ခိုက်သိမ်းပိုင်မှုဟာတမဟာခွနဲ့လက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းနတ်တလင်းမြို့နယ်ထန်းတော်ရွာကိုစစ်တပ်ကဝင်းအောင်စီးနှင်ပြီးတော့မေလ16ရက်နေ့ညနေပိုင်းမှာမိရှုဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ16ရက်နေ့ညနေ3:00နာရီခွဲအချိန်ကမှအကြမ်းဖက်စစ်တပ်နဲ့ပြူစောထီများကနတ်တလင်းမြို့နယ်ထန်းတော်ရွာကိုဝင်ရောက်စီးနှင်းပြီးတော့နေအိမ်များကိုမိရှို့ဖျက်ဆီးနေတယ်လို့သိရပါဗျ။စစ်ခွေးတွေနဲ့ပြူစောထီတွေကရွာထဲကိုဝင်စီးပြီးတော့မိရှို့နေတာနေအိမ်တော်တော်များများမိရှို့ဖျက်ဆီးခံလိုက်ရပါဗျ။ ိမ်အကောင်းတွေကိုကြီးပဲရွေးပြီးတော့ရှို့နေတာပြည်သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်လက်ရှိအချိန်မှာကြေးဝါနေပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်ရှိအချိန်ထိကိုကြေးဝါအတွင်းမှာတပ်ဆွဲထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကြောက်ပရောင်းမြို့နယ်မှာရှိတဲ့လေးမြေတောင်ကြေးရွာကိုအချမ်းဘတ်စစ်ကောင်စီကလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်ရာ မိနေတဲ့အမျိုးသမီးနဲ့ခင်မုန်းဖြစ်သူအပါအဝင်၄ဦးတင်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လေးပင်တော်ချေးရွာကိုမေလ၁၄ရက်နေ့မနက်9:15မိနစ်နဲ့နေ့လယ်2:18မိနစ်ခန့်မှာ Jet Fighter နဲ့ပုံ200ဘုံ၄လုံးကျဲချခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ချောင်းထဲကိုနှလုံးကျတယ်။နေအိမ်တွေဘောကိုလည်းကျလို့တင်ဆောင်သွားပါတယ်။စုစုပေါင်း၄ဦးအမျိုးသမီး၃ဦးနဲ့အမျိုးသား၃ဦးပါ။ အိမ်က၄င်းအိမ်လောက်ပျက်စီးသွားတယ်လို့ကြော်ပတောင်းမြို့ကန်သတင်းရင်းမြစ်ကပြောပြထားပါဗျ။လေးပင်တောင်ရွာဖြစ်စဉ်ဟာဘာတိုက်ပွဲမှမရှိဘဲနဲ့အကြောင်းမဲ့ဘုံကျဲခံရခြင်းဖြစ်ကပြည်သူများတေဆုံးခဲ့ရတယ်လို့ပုတ်ပားပြောက်ကြားတဲ့ PPGF တာဝန်ကကိုပြက်တာကပြောဆိုထားပါဗျ။တေဆုံးသွားသူများဟာမိနေတဲ့မဝင်းသူစာနဲ့၎င်းရဲ့ခင်ပွန်းဖြစ်သူကိုဝင်းထွေဒေါ်မြင့်မြွေဝင်းနဲ့ဒေါ်ဝင်းကြည်တို့ဖြစ်တယ်လို့သိရပါဗျ။သို့တော်လည်းဝေကင်းစာကလေးဖြစ်သူကတော့ကြီးမားတဲ့ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါဗျ။ ဧပြီလ26ရက်နေ့ကကျောက်ပန်းောင်းမြို့နယ်ကိုစစ်ကြောင်းထိုးခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းတပ်များကထောက်ရှာကြေးရွာအနီးဂျားဖြတ်တိုက်ခတ်မှုကြောင့်စစ်ကောင်စီတပ်ဘက်ကထိခိုက်သေးဆုံးသူများနဲ့ဖမ်းဆီးခံရသူ2ဦးရှိကလက်နက်ခဲယမ်းတချို့ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်း6ဦးမြို့နယ်မလုံးတေရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခတ်ခြင်းကြောင့်ကိုရင်တပါအပါအဝင်ပြည်သူ6ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ15ရက်နေ့ည7:00နာရီခွဲအချိန်ကမှအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ငလုံးတင်ရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများပစ်ခတ်တဲ့လက်နက်ကြီးထိမှန်ပြီးတော့ကြေးရွာအတွင်းမှာနေထိုင်တဲ့ကိုရင်တပားအပါအဝင်ပြည်သူ6ဦးပွဲချင်းပြီးတိုက်ဆုံခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပစ်တာက3လုံးပစ်တာနေအိမ်တွေဘောကိုတဲ့တဲ့ကြလို့အိမ်တွေပါမီးလောင်ကုန်တယ်။မီးလောင်တဲ့အိမ်က9လုံးမှာကိုရင်တပားနဲ့အမျိုးသား3ဦးအမျိုးသမီး2ဦးစုစုပေါင်း6ဦးတိုက်ဆုံသွားပါတယ်။တိုက်ဆုံသူတွေအကုန်လုံးဟာကြီးစားလဲမှန်တယ်လို့ မိဘလောင်ကျွမ်းခဲ့ရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။လက်ရှိအချိန်မှာကျေးရွာနေပြည်သူများဟာရွာလုံးကျွထွက်ပြေးတိမ်းရှောင်နေရပြီးတော့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ထပ်မံပစ်ခတ်မာကိုစိုးရိမ်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အခုညိတောင်းကြံတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ။ ်မြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတော့လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစဉ်မပြတ်အစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းတန့်စဲမျိုးပေါ်မှာအထိုင်ချနေတဲ့ခမရ363တပ်ရင်းကစစ်ဗိုလ်တပ်တပ်သားတဲ့2ဦးဟာတနက်နက်လယ်ယူဆောင်လာပြီးတော့အလင်းဝင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ12ရက်နေ့မှာတန့်စဲမျိုးပေါ်မှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ363တပ်ရင်းကစစ်ဗိုလ်တပ်တပ်သားတဲ့2ဦးဟာဗျူဟာ52ပေါ်ဦးစစ်ကြောင်းကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့စစ်ဗိုလ်တပ်တပ်သားတဲ့2ဦးဟာ MA2 တပ်နက်တလက် MA3 တပ်နက်တလက်နဲ့ လက်နက်ခဲရန်ကြည်အပြည့်စုံနဲ့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်မှုထမ်းတပ်သားတဲ့နှစ်ဦးကိုဗျူဟာ52စစ်ကြောင်းကတဦးကိုငွေကျပ်350စီစုချီးမြှင့်ပေးခဲ့ပြီးတော့ကောင်းမွန်စွာအစားအသောက်နေအထိုင်ခင်းတို့နဲ့ရွေးထွေးစွာကျိုးစိုးလက်ခံထားတယ်လို့သိရပါတယ်။အလင်းဝင်ခဲ့တဲ့ဒုနှစ်ဦးကတော့ဘယ်မျိုးနယ်ကလဲဆိုတာအဲ့ဒါကတော့လုံခြုံရေးအရာပြောလို့မရပါဘူး။သူတို့မိသားစုတွေရှိနေသေးလို့ပါအလင်းဝင်လာတဲ့သူတွေရဲ့မိသားစုလုံခြုံရေးအခြေအနေကြောင့်နေရက်လိပ်စာဖြေကြလို့မရတာကိုနားလည်ပေးပါ။ အလင်းဝင်ရောက်လာတဲ့သူတွေကစစ်မှုထမ်းအပတ်စဉ်ခုနှစ်ကလို့သိရပါတယ်။သူတို့အလုပ်ကိစ္စနဲ့အပြင်ထွက်တော့အတင်းရတမစစ်သားစုဆောင်ခြင်းခံလိုက်ရတာပါ။သူတို့တက်မှာကကြီးနိုင်ငင်းချင်းတွေအတင်းရတမအနိုင်ကျင့်မှုတွေကိုမခံနိုင်လို့သေခြင်းသေဆိုပြီးတော့ကျွန်တော်တို့ပေါ်ဦးစစ်ကြောင်းရှေ့ကင်းရှိရာစီကိုထွက်လာခဲ့ကြတာပါ။ ဘယ်မှာတင်တန်းတက်ခဲ့လဲဆိုတာကိုတော့စစ်စင်းနေသေးပါအကြမ်းဖက်စစ်ကောင်စီတပ်မှာတာဝန်မထမ်းပဲပြည်သူအထွတ်ပြည်သူဘက်ကိုရက်တီမဲ့ဆိုရင်ပေါ်ဦးစစ်ကြောင်းအနေနဲ့ကုညီပေးမှာဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်စီတပ်ထဲမှာကြန့်ရှိနေတယ်တပ်သားများကိုတရင်ပပြစေလို့အမတ်52 People Defense Force ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်အလင်းဝင်ရောက်ခြင်းနဲ့တပ်သားများအနေနဲ့အကြမ်းဖက်စစ်ကောင်စီဘက်ကမိမိတို့ပြည်သူကာကွယ်ရေးတပ်မတော်သားများဘက်ကိုအလင်းဝင်လာမယ်ဆိုပါကနှွေးထွေးစွာကြိုးစုံမှာဖြစ်ကြောင်းနဲ့ပြည်သူရင်ဝင်ကိုအများဆုံးအလင်းဝင်ရောက်ခိုးလုံကြပါရဲ့ အမှတ်50နဲ့ view ဟာ people defense force ကအတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်ဟဲဟုံမြို့အခြေဆိုင်တမ78ချင်းမြန်တပ်ရင်းကစစ်မှုထမ်းတပ်သားတဲ့တအုပ်ဟာအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ15ရက်နေ့မှာကလောမြို့နယ်ဟဲဟုံမြို့အခြေဆိုင်တမ78ချင်းမြန်တပ်ရင်းကစစ်မှုထမ်းတပ်သားတဲ့တအုပ်ဟာ မော်လမြိုင်ရှေတန်းကိုပို့ဆောင်ခံရတဲ့အချိန်မှာလက်ပြဘုံ၃လုံးကိုယူဆောင်လာပြီးတော့ People Defense Force 6တခင်ဖိုးလာကြီးတခွဲတံကိုဆက်သွယ်ပြီးတော့ဗတ်ပြောင်းခိုးလုံလာခြင်းဖြစ်တယ်လို့သိရပါဗျ။ကျွန်တော်တို့ကိုဆက်သွယ်တာကတော့မေလ12ရက်နေ့ကပါ။ကျွန်တော်တို့တပ်ဖွဲ့ကိုမေလ15ရက်နေ့ကရောက်လာတာပါ။တရက်တော့ပါမလာဘူး။လက်ပြဘုံတော့ပါလာပါတယ်။နောက်ကနေလိုက်ဖမ်းလို့အကုန်လုံးပြစ်ထားခဲ့ရတယ်လို့ပြောပါတယ်။ပေါ်တာဆွဲခံရပြီးတော့ပါသွားတာပါ။မြို့ပေါ်မှာဈေးတက်ဝယ်နေတော့စစ်ဘုရန်အတွက်ဖမ်းဆီးခံလိုက်ရတာပါ။ဖေဖော်ဝါရီ16ရက်နေ့က 6မြို့ပေါ်မှာဖမ်းဆီးခံလိုက်ရတာပါအဲ့ဒီကနေမှတဆင်အမှတ်3တက်မတော်တမ်းမြဲလေ့ကျင့်ရေးအကြောင်းကျိုင်းတောင်းကိုအပုတ်ခံလိုက်ရပါတယ်အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတွေကစစ်မှုထမ်းအပတ်စဉ်10ကပါဟဲဟိုတက်မှ၁၈ချင်းမြန်တရင်ကနေပြီးတော့မော်လမြိုင်ကိုပို့တဲ့အချိန်တန်လျင်အမှတ်13ချင်းလင်တက်ကနေပြီးတော့ထွက်ပြေးလာတာပါလို့ People Defense Force 6 သခင်ဖိုးလာကြီးတခွဲကတော်ဝင်ရှိသူတို့ကရှင်းပြထားပါဗျ။လက်ရှိချိန်မှာအချမ်းမဆက်တကလွန်မြောက်ရန်စ조사နေတဲ့စစ်ကောင်စီတပ်သားများစွာရှိနေပြီးတော့တော်လိုင်းတပ်ဖွဲ့များနဲ့အ мян ဆုံးပူးပေါင်းကြပါရန် People Defense Force 6သခင်ဖိုးလာကြီးတခွဲကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ